တမတော်ရခတောင်ကိုရီးယားကိုရောက်ရှိခဲ့ပါပြီ။တဟာသူရဲ့အာဆာခီးစဉ်ရဲ့တစိတပိုင်းနေနဲ့6နှစ်အတွင်းပထမဆုံးခီးစဉ်ဖြစ်ပါတယ်။တဟာသူရဲ့အာဆာခီးစဉ်ရဲ့နောက်ဆုံးအပိုင်းအတွက်ဘရူနစ်မှာတောင်ကိုရီးယားကိုဆက်ရောက်ခဲ့ပါတယ်။တောင်ကိုရီးယားကသူ့ကိုအရပက်အမြင့်ဆုံးဂုံတူးပေးအပ်ခဲ့ပါတယ်။ဒီစုတစိကိုကိုရီးယားကျွန်းဆွယ်မှာငြိမ်းချမ်းရေးယူဆောင်လာဖို့သူရဲ့ကြိုးပမ်းမှုတွေကိုအတိအမှတ်ပြုဖို့အမေရိကန်သမ္မတကိုပေးအပ်ခဲ့ခြင်းဖြစ်တယ်။ တဟသမိုင်းဝင်းဂျွန်ဂျူးမြို့မှာကျင်းပခဲ့တဲ့ခန်းနာတဲ့ကျူစုပွဲရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်။ထဟာတောင်ကိုရပရင်တွင်တချင်ကဆောင်းခဲ့တဲ့ဆွေဖလားမိတ်တူတစ်ခုလည်းလက်ခံရရှိခဲ့ပါတယ်။ဒီလက်ဆောင်ကိုအဲ့ဒီသမိုင်းခေတ်ကဆွေဖလားအလုံးထဲမှာအကြီးဆုံးနဲ့အလှဆုံးလို့ဖော်ပြခဲ့ပါတယ်။တောင်ကိုရသမရလီယုံနဲ့တွေ့ဆုံချိန်မှာထဟာကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့စီးပွားရေးပတ်နာဆက်ဆံမှုအကြောင်းဆွေးနွေးခဲ့ကြပါတယ်။ သူကိုရီးယားကျောင်းဆွဲဟာတရားဝင်စစ်ပွဲအခြေအနေရှိနေတယ်လို့ပြောခဲ့ပြီးအခြေအနေပြုပြင်ဖို့မလုပ်နိုင်မလဲဆိုတာကြည့်မယ်လို့ပြောခဲ့ပါတယ်။ထရန်ဟာမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့သူအတိတ်ဆက်ဆံရေးကိုလည်းဖော်ပြခဲ့ပါတယ်။သူကင်းကိုအရန်ကောင်းကောင်းတည်တယ်လို့ပြောခဲ့ပြီးမကြာခင်ဆွေးနွေးပွဲတွေပြန်ဆမယ်လို့မျှော်လင့်တယ်လို့ပြောခဲ့ပါတယ်။ထရန်ဟာဆိုရဲ့ စမုနဲကာဂိုယီပူပေါင်းဆောင်ရွက်မှုကိုချီးကျူးခဲ့ပါတယ်သူအမေရိကန်နဲ့တောင်ကိုရီးယားဟာတင်မော်တီဆောက်ယီနဲ့ကာဂိုယီနီးပညာမှာနီးကစွာအတူတကွလှုပ်ဆောင်မယ်လို့ပြောခဲ့ပါတယ်ထရန့်ဟာသူတို့မဟာမိတ်ဆက်ဆံရေးကိုအပြန်အလှန်ယုံကြည်မှုအပေါ်အခြေခံတဲ့အထူးချီးနှောင်မှုလို့ခေါ်ဆိုခဲ့ပါတယ်အရင်က APEC CEO နီလက်ဇဘွေနိုင်သူအဓိကမိခွန်မှာထရန့်ဟာတရားမျှတပြီးမျှတတဲ့ဂုဏ်သွယ်ရေးပတ်နာဆက်ဆံမှုအကြောင်း ပြောကြားခဲ့ပါတယ်သူအမေရိကန်တရားစံတင်မှုစီဝါရေးလွတ်လပ်မှုနဲ့တရားမျှတတဲ့ဂုဏ်သွယ်ရေးမူဝါဒတွေရဲ့အရေးကြီးမှုကိုအလေးပေးပြောကြားခဲ့ပါတယ်သူတောင်ကိုရီးယားနဲ့ဂုဏ်သွယ်ရေးသဘောတူညီချက်မကြိုက်ခင်ပြီးဆုံးနိုင်တယ်လို့ထပ်ပြောခဲ့ပါတယ်ထွန်းကဒီလိုပြောပါတယ်ကိုရီးယားသမ္မတနိုင်ငံရဲ့သဘောတူညီချက်ဟာမကြခင်နှီးကုန်ချုပ်မှဖြစ်ပါတယ်ခဏခဏဒါမှမဟုတ်မကြခင်မှဖြစ်နိုင်ပါတယ်ဒီသဘောတူညီချက်တွေဟာကျွန်တော်တို့နှစ်ဦးစလုံးအတွက် ကြီးမားတဲ့အောင်ပွဲတွေဖြစ်မှာပါတချိန်မှာလည်းတချိန်တည်းမှာပဲ Trump ကြီးစင်မတိုင်ခင်ဆိုမှဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်ဆန္ဒပြသူတွေဟာမြို့လယ်မှာစူပေးခဲ့ကြပြီးဘရင်တွေမလိုဘူးလို့တွေးကြော်ခဲ့ကြပြီး Trump မကြိုးဆိုပါလို့ရေးထားတဲ့စာမျက်နှာတွေလည်းကန်ဆောင်ခဲ့ကြပါတယ်အချို့ကိုရီးယားအလို့သမားတွေကနိုင်ငံဟာလုံမြောက်ပြည်ကလေးကအမေရိကန်ထိန်းချုပ်မှုအောက်မှာကြာရှည်စွာရှိနေတယ်လို့ယုံကြည်ကြပါတယ် ူတို့ကအဲ့ဒီအချိန်တွေကိုအဆုံးသတ်ရမယ့်အချိန်ဖြစ်တယ်လို့ပြောကြပါတယ်။သူတို့ဒေါ်တာထွက်နေတာဟာထွန်ရဲ့ခီးစဉ်ဟာ APEC အစည်းအဝေးတက်ရောက်ရင်မဟုတ်ဘူးလို့ယုံကြည်လို့ဖြစ်ပါတယ်။သူတို့ကတောင်ကိုရီးယားကိုအမေရိကန်မှာရင်းနှီးမြှုပ်နှံဖို့နဲ့အခွန်အသစ်တွေလက်ခံဖို့ဖိအားပေးရအကြောင်းဖြစ်တယ်လို့ထင်ကြပါတယ်။ဒါကြောင့်ဂျွန်ဂျူးမှာလူ အများပြသူခီးစဉ်အပေါ်ပြင်းထန်တဲ့ဒေါ်တာထုတ်ဖော်ခဲ့ကြပါတယ်။ ထရန်ရောက်ရှိကချင်မတိုင်ခင်နိုင်ရနိုင်ငံမှာမြောက်ကိုရီးယားကနျူကလ িয়ার စွမ်းရည်ရှိတဲ့ cruise ဒုံးပျံတွေအောင်မြင်စွာဆန်တက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒုံးပျံတွေကပင်လယ်ကနေဂုံးပေါ်ပြစ်လုခဲ့ပြီးနိုင်ငံနောက်ဘက်ရေပြင်မှာပြစ်မှတ်တွေကိုရိုက်ကပ်ခဲ့ခင်နှစ်နိုင်ကျော်ပြန်တိုက်ခဲ့ပါတယ်။ပျုံယန်းကစတမ်မူဟာသူနျူကလ িয়ার တပ်ဖွဲ့တွေရဲ့အကွာအဝေးနဲ့အင်အားတိုးမြင့်ရေးကျွမ်းမှုရဲ့တစိတ်တပိုင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ထိုင်းရဲ့တောင်ကိုရခီးစဉ်ဟာအရေးကြီးတဲ့တရမရေးဖြစ်ရတွင်နဲ့အစဖြစ်ပါတယ်။တမဆိုးနဲ့ဂုံတရေးဆွေးနွေးမှုတွေနဲ့တရုတ်တမဒစင်ချင်းပင်နဲ့သူမျိုးလင်းထားတဲ့သူဆုံမှုကိုဂျာတာဂျာတာပြည်နေမှာပါဝင်ပါတယ်။